ွန်းတို့လာပလင်းလူဘူးဆိုဖြစ်နေလားအဲ့ဒီဟိုကြိုက်တာလေးတွေအားစအဲ့လိုကြီးစရာပြောတာလေးတွေအားစအဲ့လိုသူနဲ့ကိုနဲ့နှစ်ယောက်တည်းနားလေပြီးရေးရတဲ့အကြီးတွေလည်းရှိရဲ့အဲ့လိုတစ်ခါကျရင်ကိုရီးယားနှစ်ယောက်သာကြီးနေတာတစ်ဖွဲ့လုံးဘယ်သူမှမကြီးကြဘူးလေအဲ့တော့ဟိုစဉ်းစားမုံစဉ်းစားနည်းတွေစိတ်တူကိုယ်တူဖြစ်တာတွေအကြိုက်တူတာတွေအဲအကြောင်းပဲသူနဲ့ပို့ပြီးတော့ close ဖြစ်တယ်လို့ထင်တယ်အဲ chemistry မိဆုံးပဲတူတယ်နှစ်ယောက်အဲ့လို star လောက်ရရင်လည်းတူတယ်အဲ့လိုနှစ်ယောက်တည်းကြိတ်ကြိတ်လည်းအဲ့လိုမျိုးတိုက်မြင်ကြရပါဘော အဲဘယ်လိုပြောရမလဲသူ့အားနဲ့ချက်ကိုကိုကအဆုံးထိတိခတ်နိုင်တယ်လို့ကို့အားနဲ့ချက်လဲသူအဆုံးထိတိခတ်နိုင်တဲ့အတိုင်းသာရှိရဲ့ပေါ့သူတို့နှစ်ယောက်ကတငယ်ချင်းတွေပဲဖြစ်ဖြစ်သူဟိုချစ်သူနယ်ပဲဖြစ်ဖြစ်ပဲတခါကျရင်အဲ့လိုဟိုစိတ်သဘောထားမတိုက်ဆိုင်တာလေးရှိရဲ့ပေါ့အဲဒါပေမဲ့ဆိုပြင်းနဲ့ကတော်တော်များများအောင်အားနဲ့ချက်တွေလဲနားလည်ပေးနိုင်တယ်လို့ထင်တယ်မသိရသိအဲ့ဒါတော်တော်သိရဲ့အဲ့လိုသူ့စိတ်ထဲမှာအဲ့လိုတခုခုခံစားလိုက်ရရင်ကိုယ်လည်းခံစားလိုက်ရတူတယ်အဲ့လိုကြိတ်လိုက်တာနဲ့တိတယ်အဲ့လိုမျိုးတော့ဖြစ်တယ် ခွင့်နာတော့ကြားနေပြီပေါ့နော် Grand Open เนี่ยအခုမှလုပ်ပေးမဲ့လဲအများကြီးအောင်မြင်ပါစေတစ်ချက်မကရောင်းရပါစေပေါ့နော်တို့က Grand Open နဲ့မတိုင်ခင်เนี่ยအရင်ရောင်းရကောင်းနေတယ်ဆိုတော့အများကြီးစူတောင်းပေးကြမလို့ပါဘူးအဲတို့ကတော့အခုမွေးငါကြွေးတယ်ပြီးတော့ drinks ကတော့ကြိုက်တာတောက်လို့ရတယ်ပေါ့ အဲ့တော့အခုတော့ဒီနေ့အလကားလာစားတာပေါ့တငယ်ချင်းနေအတွက်ပေါ့နော်သူတို့ဘာလေးပဲလှုပ်လိုက်လှုပ်လိုက်အဲအောင်မြင်တယ်ဖြစ်ထွန်းတယ်ဖြစ်မြောက်သွားရဆိုလို့ရှိရင်ဒါသူတို့ကအတိုင်းမသိဝမ်းသာပေးရပေါ့မူရီတာပွားပါတယ်ဟောစူးစမ်းတာတော့လေသူကသူစူးစမ်းတာပေါ့နော်သူဆရာကူညီတောင်းအောင်လဲလို့သူလည်းဆိုင်ဖွင့်ဘူးကမဟုတ်တော့တယ်သူကသူတော့စူးစမ်းတယ်ဒါပေမဲ့အခက်ခဲရှိလာဘာညာအဲ့လိုနားထောင်ပေးပေါ့ရင်ဖွင့်အဲ့လိုပဲအကောင်းတာပေါ့အားကြတယ်နော်သူတို့ဒီအဲ second plan ဆိုတာရှိတဲ့နယ်ဥပညာသမားတွေရတယ်လေနော်ဒီအလုပ်ကြီးနဲ့ပဲအမြဲတမ်းရေရှည်ဆက်လို့ ဟိုရတဲ့လူတွေလည်းရတယ်လို့အဆင်မပြေလူတွေလည်းရှိရဲပေါ့အဲ့တော့ second plan လေးနဲ့သူဒါလေးစီးပွားရေးလုပ်လို့အောင်မြင်တယ်ဆိုတော့ဒါဝမ်းသာတာပေါ့ဟမ်ဒီလိုပဲအဲ့လိုထူးထူးခြားခြားကြီးသူအလုပ်တွေလုပ်နေရတော့လုပ်ငန်းရှင်ကြီးပဲလို့တော့မမြင်ဘူးကိုယ်တကယ်ချင်းကကိုယ်တကယ်ချင်းပဲမမြင်ဘူးဒီတိုင်းမဲ့သူအလုပ်အလုပ်နဲ့နဲ့ရှုပ်သွားတာပေါ့ သူအလုံးနေနေရှုပ်သွားပေါ့အရင်တော့ဆိုရင်အဲတခါကျရင်သူ့အိမ်ကိုသွားလဲကိုယ့်အိမ်သူသွားလဲနှစ်ယောက်ရှူတင်မရှိတဲ့ရက်တွေဆိုလို့ရှိရင်ဒီလိုပဲတနေ့ကုန်အားရနေတာအကွာတော့တခါကျရင်ကိုကိုကအားရနေတာသူကတော့ဒီမှာဆိုင်ကိုကြည့်ရတယ်ဆိုင်မှာလိုအပ်တာတွေလိုရတယ်စရင်းချုပ်ရတယ်ညနေဆိုရင်အဲ့လိုမျိုးပေါ့အလုံးရှုပ်သွားမရိုက်ဖြစ်ဦးစွာလေးကွန်တက်နေလဲမစဉ်းစားနိုင်တော့လို့ပေါ့နော်ကွန်တက်နေလဲဘာဘလိုလေးရိုက်မလဲဟာတာဘလိုလေးရိုက်မှာအဲ့အချိန်ပေးရတယ်အဲ့တော့ခါကြရဲ့3 series ပါသွားတာတော့အဲ့လိုပေါ့ series နှစ်ယောက်တူတူကြရင်လည်းအလုံးလုံးနေရတာနဲ့ အဲ့လိုနဲ့မရိုက်ဖြစ်မရိုက်ဖြစ်ရင်လည်းအခုသူစိုက်ဖွင့်တော့ပို့ဆိုးကမရိုက်ဖြစ်တော့ဘူး။ဟာသွန်းတို့လား။ပလင်းတို့ဘူးဆိုးဖြစ်နေလား။โอ้จ่ายตาเลียอาซาไอ้หลูยีเสียပြောတာလေးတွေอาซาไอ้หลูตูเนี่ยกုံเนี่ย2รอบแท้น้าเลยพี่ยีได้อยีดีแล้วชื่อไอ้หลูตะคายจ่ายกูเรียน2รอบตายีเนี่ยตะเผ่ลงไม่รู้ว่าไม่ยีจ๋าอูดิเออโหซินซ้ามုံซินซ้านี้ดิไส้ตูโกดูผิดตาดิไอ้จ่ายตูราดิอะจองแม้ตูเนี่ยปูပြီးတော့ close ဖြစ်တယ်လို့ထင်တယ်เออ chemistry မိဆုံးแม้ตูတယ်เนี่ยไอ้หลู star လောက်ရရင်လဲตูတယ်ไอ้หลู2รอบแท้จิ๊ดๆလဲไอ้หลูမျိုး တိုင်ပင်ကြရပါဘူးအဲဘယ်လိုပြောရမလဲသူ့အားနဲ့ချက်ကိုကိုကအဆုံးထိတိခတ်နိုင်တယ်လို့ကိုအားနဲ့ချက်လဲသူအဆုံးထိတိခတ်နိုင်တဲ့အတိုင်းသာရှိရပေါ့သူတို့နှစ်ယောက်ကတငယ်ချင်းတွေပဲဖြစ်ဖြစ်သွန်းဟိုချစ်သူနယ်ပဲဖြစ်ဖြစ်ပဲတခါကျရင်အဲ့လိုဟိုစိတ်သဘောထားမတိုက်ဆိုင်တာလေးရှိရပေါ့အဲဒါပေမဲ့ဆူပြင်းနေတာတော်တော်များများအောင်အားနဲ့ချက်တွေလည်းနားလည်ပေးနိုင်တယ်လို့ထင်တယ်အဲ သူ့အားနဲ့ချက်ကိုကိုအားနဲ့ချက်လို့မမြင်ဘူးလေဒီခါလေးကြလို့ရှိရင်ဒါကသူ့ရဲ့အဲပင်ကိုဗီဇာပုံစံလေးပဲသူပြောပြောနေတတ်တယ်သူစိတ်အညစ်မခံတတ်ဘူးသူတို့ဆိုရင်အဲ့လိုမျိုးပူလောင်တတ်တယ်အဲ့လိုစိတ်ညစ်သူတောင်မှသူ့ကိုတိခဲရတာများအောင်ပဲထင်တယ်သူကတော့အမြဲတမ်းအဲ့လိုလေးကြောက်စရာကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်စိတ်ညစ်စရာကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်သူပြန်ပြောလိုက်တာတော့သူဖြစ်ရှင်းမိလိုက်ရင်အဲ့လိုဟာသွားဖြစ်သွားတာများအဲ့လိုကြီးစရာတစ်ခုအနေနဲ့သူကအဲ့လိုစိတ်ပေါ်ပါတာပေါ့နော် အဲပေါ်ပါတယ်တော်တော်ပေါ်ပါတယ်လို့ပြောရမယ်။ဟိုစိတ်ညစ်စရာဗာလေးပဲဖြစ်ဖြစ်အဲသူ့အားပေးစကားလေးရလေ။ခါကြရင်နားထောင်ရင်အာ तू ကပေါ်ပြက်ပြောသွားလို့ထင်မိမဲ့ तू ကအဲ့လိုမျိုးပျော့စီချင်တာအများတန်းအဲ့လိုဟာတာလေးနဲ့ပဲအများတန်း तू ကအဲ့လိုအเจ้าရာတစ်ခုအဆုံးသတ်ပေးတယ်။အော်ညောက်ထဲသိရလို့ကဘာသူမှမပြောဘူးလေ။ညောက်ထဲပဲသိပါရဲ့ဆို။ညောက်ထဲပဲသိပါရဲ့ဆိုအဲ့လိုအဲ့လိုမလုပ်ရအောင်။ကြောက်ပြအောင်။လကားစားပါမရှိပါဘူး။မသိရသိအဲ့ဒါတော့တော်တော်သိရဲ့။ အဲ့လိုသူ့စိတ်ထဲမှာအဲ့လိုတခုခုခံစားလိုက်ရရင်ကိုယ်လည်းခံစားလိုက်ရတူတယ်အဲ့လိုကြိလိုက်တာနဲ့သိတယ်အဲ့လိုအဲ့လိုမျိုးတော့ဖြစ်တယ်ကြားတယ်ကြားတယ်ဆိုပြင်းနေရတော့တော်တော်ဟုတ်အဲဆိုပြင်းနဲ့ဖြိုးရဲအဲ sorry sorry ဆိုပြင်းနဲ့ဖြိုးရဲဒီ coffee culture လေးอ่ะပေါ့เนาะဒီ grand opening မှာဒီအများကြီးစိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပြီးတော့အောင်မြင်တဲ့စိုင်လေးစိုင်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်